အားလုံးပဲမင်္ဂလာပါရှင်ရောပဒေတာ channel မှာကြိုဆိုလိုက်ပါတယ်ဆရာကြီးမြတ်တန်တင်ရဲ့နိုင်ငံကခိတ္တဂန္ဓဝင်ဝိထုတို့များတစ်ဆိုတဲ့စာအုပ်လေးတဲကဘူတာစုတို့အပြန် ဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြပေးကြပါတယ်ရှင်ဘူတာစုတို့အပြန်ကောင်းကင်သည်လိန်မော်ယောင်တောက်နေသည် လူသုံးရက်စာလောက်မြင်သည့်ထင်းပုံကြီးသည်တမျောတခေါ်ကြီးရှိနေ၏မိယထာအလौဒမားများ၏ရက်ွက်ကလေးသည် ထင်းပုံကြီးနောက်တွင်ကွယ်နေ၏ နေလုံးကြီးကိုပင်လင်ထင်းပုံထိုးထိုးထောင်ထောင်တွေကြားမှတပိုင်းတစကိုသာမြင်ရသည် နေအောင်ကြီးထဲတွင် ထင်းပုံကြီးသည်ရှေးပဝေတဏီကလေးကရှိခဲ့သောတောင်အိုကြီးတစ်လုံးနှင့်မမကြီးရက်နေ၏မိယထာဘူတယုံစရေဤကလေးများနှင့်မိယထာအလုတ်သမားများဤကလေးများသည် ထိုထင်းပုံကြီးပေါ်သို့တက်၍ကစားလေရှိကြသည် ထင်းပုံကြားသို့ချော်ကြသည့်သတင်းများကိုလည်းမကြာခဏကြားရတတ်သည် နေမောယောင်အေဗီလာနေလုံးကြီးနှင့်ဘူတာယုံဘတ်တို့လွင့်လာသည့်မြေထားဆက်ကောင်းမှ မိခိုးများနောက်ခံတွင် ကလေးတို့၏ရောင်စုံစွန်များထိုးဆိုင်သွားလိုက်တက်လာလိုက်ဖြစ်နေပုံကိုကြည်ရသည်မှာကြည်၍မဝနိုင်သော မြင်ကွင်းများဖြစ်၏ထိုချိန်တွင်ထိုချိန်တွင်ဆိုလျင်မြေထားအလုသမားများ၏ဇနီးများသည်အိမ်ရှိသူထွက်ကသူတို့အဖေများကိုတွား၍ကြိုရန်ကလေးကြီးများကိုတကြောကြောအော်ခေါ်ကြပေပြီး ကလေးငယ်များကကပြင်တို့တက်ကထိမုံကြီးပေါ်မှကြော်၍ရထားရဲများပေါ်မှဆင်းလာကြမိသူတို့အဖေများကို မျှော်ကြည့်နေကြ၏ဆွန်များကိုတိမ်ပြီး၍ရထားတန်ဆွဲသွားသည်နှင့် ကလေးများသည် ရထားစီတို့ပြေးလာကြကအဖေများကိုလက်တွဲကြ၏အဖေတို့ဤမိထားအလौဒမအုတ်ထုတ်ကြီးများကို ယူဆောင်ကြ၏ခွန်းစာခွင်းပိတ်အုတ်ထုတ်ကြီးများမှာမျက်လုံးပေါ်သို့ရောက်အောင် ဖုံးကြနေ၏ဟေလာဝါလာရေမောကြ၏ သစ်သီးများနှင့်ကစားစရာများကို ကောက်ယူကြကမြင်းနီလန်းတစ်လျှောက်တွင် အပြေးပြိုင်ကြ၏ပိန်သည်သူတို့အထဲတွင် အငယ်ဆုံးဖြစ်၏အခြားသူများကဲ့သို့အဖေကိုကြိုရန်အခွင့်အရေးမရရှာအဖေအဖမဲ့သားဖြစ်ခဲ့သည်မှာအတန်ကြာခဲ့လေပြီအရင်တုန်းကမူသူများနီးတူအပြေးပြိုင်ရင် သူ့အဖေကိုသွားကြိုခဲ့၏သူအဖေသည်ကျွန်တော်အဖေနှင့်ယထားလိုင်းတလိုင်းထဲတွင်အလုံလုံသူဖြစ်၏။ပိန်သည်ဒုက္ခသာတေးသေးညံ့ညံ့ဖြစ်သည့်တိုင် သူ့အဖေရက်အိုးလိုပင်တော်တော်အငြိမ်မနေတတ်သူဖြစ်၏သူတွင်ခုနှစ်နှစ်အရွယ်နှင့်သုံးနှစ်အရွယ်ညီငယ်နှစ်ယောက်ရှိသည် သူ့မိမအမြဲတမ်းသပင်ဆုပ်ဖွားနှင့်ထိုစဉ်ကကျွန်တော်တို့သည် အဖေမရှိသောပိန်ကို အမြဲတမ်းလှောင်ပြောင်တယောခဲ့ကြ၏ပိန်သည်နှာခေါင်းတွင်ကပ်နေသည့်နှစ်ချေးချောက်ကိုနှိုက်ရင် ကို့အဖေကိုလက်ဆွဲကဘူတာယုံမှ ပြန်လာကြတော့ကျွန်တော်တို့တွေကိုဘေးမှရက်ကြည့်နေခဲ့၏ တခါတရံတွင်လည်းပိန်သည်ကျွန်တော်အဖေနောက်မှလိုက်လာကအဖေအင်ဂျီကိုဆွဲပြီးအဖေမျက်နာကိုစူးစိုက်ကြည့်နေတတ်၏တခါတရံတွင် သူသည်အဖေပစ္စည်းတို့ကိုကူတယ်လာကအဖေဟုမရှက်မကြောက်ခေါ်တတ်သေး၏ကျွန်တော်တို့ဘူတာကလေးတွင်ရုပ်ရှင်ပြသည့်ညကမူထို့သောကျွန်တော်အဖေကိုခေါ်သည့်အတွက်သူနှင့်ကျွန်တော်ရံဖြစ်ရ၏ကျွန်တော်အဖေကိုသူကအဖေဟုခေါ်သည့်အခါတွင်ကျွန်တော်စိတ်ဆိုး၍မဆုံးတော့ပြီ။ အဖေကမူသူ့အတွက်စိတ်မကောင်းဖြစ်နေဟန်ရှိ၏တခါတရံတွင်မူပိန်သည် ကျွန်တော်အထက်ဦးအောင် ကျွန်တော်အဖေလက်မှကစားစရာတို့ကိုပြေးယူကာကျွန်တော်တို့အိမ်တို့သွား၍ပို့တတ်၏သူကကျွန်တော်ထက်ပြေးနိုင်သူဖြစ်သည့်အတွက်ပစ္စည်းတို့ကိုတည်၍ပို့လျင်သူသားလင်းအမေထံသို့ကျွန်တော်ထက်စောရောက်တတ်သည်ရုပ်ရှင်ပြသည့်ညကမူကျွန်တော်တို့နှစ်ယောက်အကြီးအကျယ်ရန်ဖြစ်လိုက်ကြ၏ကျွန်တော်ကြောင့်သူနှကောင်းဆုပ်ပြတ်သွား၏ ကျွန်တော်လဲသူ့ကိုအမျိုးမျိုးဆဲရေးခြင်းပြုသည် လူကြီးတွေရောက်လာပြီးကျွန်တော်တင်မကို ရိုက်လိုက်သည့်အခါတွင်မှအစဲရက်ဤလူတိုင်းကပင်ပိန်ကိုတနာသွားကြဟန်တူသည်ကို့ဘာသာကိုဆဲတာဘာဖြစ်လဲဗျကျွန်တော်အဖေကိုကျွန်တော်ပဲချစ်မှာပေါ့ဘာဖြစ်လို့သူကအဖေလို့ဝင်ခေါ်ရတာလဲဟုတ်ကျွန်တော်ဘာသာ ကျွန်တော်ပြောမိသည်ပိန်ဤအဖေသည် ကျွန်တော်အဖေလက်အောက်ရှိအမှုတန်းတယောက်ဖြစ်ကြောင်းကိုလူတိုင်းသိကြ၏သူ့အဖေသည် မြေထားကောင်းတွဲချိတ်သည့်အလုတ်သမားဖြစ်၏တခါဒီရန်တွင်လည်းဂိဝါမလက်မှတ်သိမ်းရ၏တခါဒီရန်တွင် ပေါ်တာလုပ်ရ၏ထိုနေ့ကိုကျွန်တော်တို့ကလေးတတိုက်ကောင်းစွာမှတ်မိကြသေးသည်ကောင်းငင်သည်လုံခဲ့သည့်ရက်များကလိုလိမ်မော်ရောင်တောက်မနေတော့ဘဲနေရနေ၏ယထားသည် ကျွန်တော်တို့ဘူတာအแทသို့တိတ်ဆိတ်စွာစိုက်လာ၏ယထားစိုက်ပုံမှာတိတ်ဆိတ်မှုရှိလာသဖြင့်တခုခုဖြစ်လာပြီဟုကလေးများပင် သိလိုက်ကြသည် လေဒီပင် တိတ်လျက်ရှိ၏ထိုနေ့ကကျွန်တော်တို့တတိုက်မှာကစား၍မောနေကြသဖြင့်ယထာစီတို့ပင်မြန်မြန်မပြေးနိုင်ကြပိန်သည်ထိတ်ဆုံးမှပြေး၏ယနေ့သူ့အဖေပြန်ရောက်မည်နေမဟုတ်လောကျွန်တော်သည်အဖေ၏ပစ္စည်းများကိုကူ၍တယ်လာခဲ့ပြီးနောက်အိမ်သို့ပြန်လာခဲ့၏အဖေရောက်လာပြီးနာနာနေနေလုံမိပြုသည့်အခါတွင် တခုခုဖြစ်လာပြီးကို ကျွန်တော်သိလိုက်၏ကျွန်တော်တို့မြေထားရက်ွက်ရှိလူများသည် နှာခေါင်းကိုနှိုက်နေသောပိန်ကိုကြည့်ရင် တီးတိုးပြောနေကြသည်တနာပါတယ်ကလေးတွေကငငယ်လေးတွေပဲရှိသေးတယ်ဟုတချို့ကပြောကြသည်ပိန်သည်ကျွန်တော်တို့နှင့်လာ၍ကစား၏တို့ရရင် သူ့ကိုကြည့်ရသည်မှာစကားနည်းနေသည်သူ့အဖေသည်ခေါင်းတွင်းများကိုချိတ်နေစဉ်တွဲကြားထဲတွင်ညှက်ပြီးနှစ်ဘူတာလောက်အထိပါသွားသည်ဟု နောက်တွင် ကျွန်တော်တို့သိရသည်ကျွန်တော်သည်အလောင်းနှင့်ပိန်ကိုကြည့်နေသည် အလောင်းမှာမြင်မကောင်းတော့ပြီး ိန်ဒီပင်လင်သူ့အဖေကိုမတ်မိဟန်မတူပိန်ဒီငိုလဲမငိုစကားလဲတလုံးမှမပြောဘဲငိုင်ငိုင်ကြီးရက်နေသည် ကျွန်တော်တို့တငယ်ချင်းတတိုက်ကအဖေသေးလျက်သားနဲ့မငိုဘဲရက်နေသောပိန်ကိုကြည့်၍ဆဲကြသည်ပိန်ဒီလွယ်လွယ်နှင့်အရှုံးပေးတတ်သူမဟုတ် ကျွန်တော်သည် သူ့ထက်လဲအသက်ကြီး၍အရက်လဲမြင်သည့်တိုင်ကျွန်တော်ကိုနှုတ်ခမ်းကွဲသည့်အထိထိုးသည်အာဓုဝါချသည့်နေ့တွင်မူကျွန်တော်တို့မိရထားရက်ွက်ကလေးတစ်ခုလုံးသည် တိတ်နေ၏ ကလေးများမှာကြောက်တဲ့ဖြင့်ညရင် ထွက်၍ပင်ရေမချိုးရဲကြပိန်းအဖေသည်တစေဖြစ်ကကျွန်တော်တို့ကိုလာ၆လိမ့်မည်ဟုထင်နေကြသည်ထိုနေ့ကကျွန်တော်တို့ရက်ွက်ကလေးတွင်အာသုဘဆိုင်တံကိုကြားနေရ၏ဘုန်းတော်ကြီးများ၏ပရိယတ်တံကိုကြားနေရ၏ကျွန်တော်တို့တက်တိုက်သည်ဒူးပိုက်ကကုတ်ကုတ်ကလေးတွေထိုင်နေကြသည်ကျွန်တော်တို့အဖေနဲ့အမေမှာအာသုဘတို့သွား၍ကုညီလောက်ကင်ပေးနေကြသဖြင့်ကျွန်တော်တို့အိမ်တွင်ပို၍ကြောက်စရာကောင်းနေသည် ကျွန်တော်တို့မိကိုတတိုင်မှာတယောက်တည်းမနေရဲကြပဲစု၍ထိုင်နေကြရသည်ကြာတော့ဒူးကိုပိုက်၍ကုန်းနေကြသဖြင့်ဒူးတွေညောင်းလာ၏ညရောက်သည့်အခါတွင်လမ်းမီးများကလည်းမလင်းသဖြင့်တလန်းလုံးမဲမောင်နေသည် အာသူဝအိမ်မှဆိုင်းတန်ကိုကြားသည့်အခါတွင်ကျွန်တော်တို့တွေငိုမိကြသည်ခဏကြာလျင်တကားခောက်တန်ပေါ်လာကကလေးတန်တတန်ကိုကြားရ၏တကားဖွင့်မအောင်အမေကဟင်းခွက်အပို့ခိုင်းလိုက်လို့ ပိန်အတန်ဖြစ်ကြောင်းကျွန်တော်တို့အားလုံးသိလိုက်ကြ၏တို့ရတွင်ညီသူမြထား၍တကားမခွင့်ရဲကြတယောက်ကအရေးစွန်ကလက်ကိုဆက်ပြီးမင်းတို့ကိုလမ်းဖြုတ်သည်ပိန်သည်တကားပေါက်တွင်ပေါ်လာသည်သူမျက်နာကရွှင်ပြခြင်းကင်းသောအပြုံးကိုဆောင်ရက်သူမျက်နာကိုမြင်လိုက်သည့်အခါတွင်ကျွန်တော်သည်သူ့ဖေးမျက်နာကိုမြင်လာသည်ဟဲ့ကဖေးမကံကိုမြန်မြန်ချပြီးထွက်သွားကွာတော်တော်ကြာမင်းနောက်ကမင်းဖေးလိုက်လာပြီးတို့ကိုခြောက်နေလိမ့်မယ် ကျွန်တော်ပြောလိုက်သည့်အခါတွင်ပိန်သည်မြဲမြံသောခြေလမ်းများဖြင့်ပြန်ထွက်သွား၏။များမကြာမီကျွန်တော်အဖေလည်းနေပြောင်းရ၏။ကျွန်တော်လည်းအထက်တန်းသို့ရောက်ကာဘန်ကောက်ကျောင်းတွင်နေရ၏။ကျွန်တော်တို့ပြောင်းလာသည့်အခါတွင်ပိန်သည်ရေစီလဲတွန်း၍ရေရောင်းနေရလေပြီ။တအိမ်မတအိမ်လှည့်၍ရေရောင်းရခြင်းဖြစ်၏။ရေတစီကိုမားဘတ်ရ၏။သူ့အဖေကဘူတာယုံတွင်ခမင်းပေါသူ့အမေကဘူတာယုံတွင်ခမင်းပေါရောင်း၏။ ျွန်တော်အရွယ်ရောက်၍အတန်းကြီးလာသည့်အခါတွင်ကျွန်တော်သည်ထိုဘူတာကလေးတွင် အဖေဝယ်ထားခဲ့သောမြေကွက်ကိုသွားကြည့်ရ၏ကျွန်တော်တို့ရှိစဉ်ကအတူနေခဲ့ရသောမိထားအမှုတန်းဟောင်းများကိုတွေ့ရသေး၏တို့ရာတွင်အသက်ကြီးကုန်ကြလေပြီကျွန်တော်တို့ငယ်ငယ်ကနှက်ချေးတွဲလောင်းနှင့်ရှိကြသေးသောကောင်းမလေးများမှလည်းအပြိုကြီးတွေဖားဖားဖြစ်ကရီးစားတွေဘာတွေနဲ့ဖြစ်ကုန်ကြလေပြီအချို့မှာမိထားဘူတာယုံကလေးဘေးတွင်ငပြောကြောကောင်းငင်မောင်စသည်တို့ကိုရောင်းကြ၏ ကျွန်တော်ရောက်သွားသည့်အခါလူဟောင်းများကဖိတ်ကောင်လေးဘယ်တော့ငါရောက်တယ်လဲနင်းကဟိုရင်းရဲ့တောင်မဟုတ်လားအမယ်လေးတကယ်ဘန်ကောက်မြို့သားကြီးကြနေရပဲကွာဟုနှုတ်ဆက်ကြသည်ကျွန်တော်ဝိပုံစားပုံနဲ့ဘူတာရွာကလေးထဲမှကာလသားတွေဝိပုံစားပုံမှာခြားနားနေသဖြင့်ကျွန်တော်ဂုံယူရသေးပြီကျွန်တော်လေတန်ကလည်းတောတန်မဟုတ်တော့ပဲဘန်ကောက်လေးဖြစ်နေလေပြီကျွန်တော်စကားပြောသည့်အခါတွင်ကျွန်တော်ပြောသည့်စကားကိုနားလည်အောင်မင်းကြိုးစား၍နားထောင်ကြရ၏ အမှန်အားဖြင့်ကျွန်တော်ပြောသည့်လေတံမှာဘာမျှထူးထူးခြားခြားမရှိတော့လဲမြို့ကြီးသားလေတံဖြစ်သည်ဟုဝိုင်းဝန်းချီးမွမ်းကြ၏ကျွန်တော်အဖို့ဘန်ကောက်တွင်နေခွင့်ကြုံပြီးအထက်တန်းပညာကလေးကိုသင်ခွင့်ကြုံခြင်းသည်သူတို့မျက်စိထဲတွင်အထူးဆန်းကြီးဖြစ်နေ၏အဖေမှာအမှုထမ်းအပြင်တခြားအရောင်းဝယ်လုပ်ငန်းလည်းလုပ်သဖြင့်ကျွန်တော်တို့အခြေအနေမှာရခင်ထက်ပို၍ကောင်းလာခဲ့၏သူတို့အမြင်တွင်ကျွန်တော်တို့သည်အထက်တန်းသို့ရောက်သွားပြီဟုထင်ကြပုံရသည် ျွန်တော်ဒီဘူတာရွာကလေးဖက်စီတို့ရှောက်လာခဲ့ဤငငယ်ကကျွန်တော်နဲ့ကစားပေါ်အမျိုးသမီးများသည် ကျွန်တော်နောက်မှဆပင်းကိုစီဖြင့်လိုက်လာကြဤကျွန်တော်ကိုပေါ်တွင်ဘန်ကောက်မြို့တော်ကြီးသည်ဒစိတ်ခနှိတ်ထား၍တော့မပြောတတ်တော့ပါယင်းဒီလမ်းကလေးမှာကျွန်တော်တို့ငငယ်ကအတိုင်းပင် ဖုံထူရဲရှိဤတို့ရာတွင် ထိုလမ်းဟောင်းကလေးပေါ်တွင် ကျွန်တော်ဂုံယူ၍ရှောက်ခဲ့ဤထိုတို့တွေးလိုက်သည့်အခါမှပင် ထိုလမ်းကိုကျွန်တော်ရှောက်၍ရတော့သည် မကြပြီတွင်ကျွန်တော်တငယ်ချင်းပိန်နှင်းတွေ့ဤငငယ်တော့ကလို့နှက်ချေးချောက်တွေမရှိတော့တို့ရရင်အရက်အမောင်းမှာကငငယ်တော့ကလို့တေးသေးညံ့ညက်ပင် သူ့ဇနီးမှာတော်တော်ချောဤသူတို့တွင်သားသမီးနှစ်ယောက်ရှိဤပိန်သည်ငငယ်ကဘူတာယုံပိုင်ထံတွင်အိမ်ဖို့အလုတ်လုတ်ခဲ့ရာယခုသူ့ဆရာကအလုတ်သွင်းပေးသဖြင့်မြေထားဘက်တွင် အလုတ်ရနေဤသဘင်ကိုမူတေးတက်စွာဖြီးထားဤ တို့အိမ်တို့ကျွန်တော်ရောက်သွားသည့်အခါ၌ပိန်သည်စကားမပြောနိုင်ပေကျွန်တော်လက်ကိုအတန်ကြာမြဆုပ်ကိုင်ထား၏သူ့အမူအရာမှာလည်းငငယ်ကလိုမဟုတ်တော့ပဲကျွန်တော်ကိုရိုသေလေးစားသည့်အမူအရာမျိုးဖြစ်နေ၏ကျွန်တော်ကကလထိုင်းတလုံးပေါ်တွင်ထိုင်သည့်အခါတွင်ပိန်သည်ကျမ်းမြင်ပေါ်တွင်ထိုင်သည်ဘယ်လိုလောက်ပြန်မလဲခမင်းလေးပါလေကြွေးခြင်းလို့ပိန်ကတောတန်ဖြင့်ပြော၍ရက်ရောစွာပြုံး၏သူ့သွားများမှာစေကြီးတက်သည့်ဖြင့်မဲနက်နေ၏ ကျွန်တော်စိတ်ထဲတွင်မူငယ်ငယ်တုန်းကလိုအာရပါရမရှိပဲစိတ်ထဲတွင်တမျိုးဖြစ်နေ၏သူ့အဖေနဲ့ကျွန်တော်အဖေသည်ယာထူးတိတ်မကွာနာကျွန်တော်အဖေသည်သူ့အဖေထက်အဆင့်မြင့်သည့်တိုင်စီးပွားရေးအခြေအနေမှာအတူတူလောက်ပင်ရှိခဲ့ကြ၏ပိန်သည်ကျွန်တော်နှင့်ရံဖြစ်ခဲ့ဘူး၏ကျွန်တော်နှင့်ဒန်းလူရီတူဆက်ဆံခဲ့ဘူး၏ကျွန်တော်တို့နှစ်ယောက်သည်တထေရာတဲ့တရေတဲ့တောက်ကတနေရာတဲ့တွင်ကြီးပင်းလာခဲ့သူများဖြစ်၏ဘဝချင်းဘဝတူချင်းဖြစ်ခဲ့ကြ၏ တို့ပါလေကျွန်တော်တို့နှစ်ဦးဒီအဘယ်ကြောင့်ထုံမြချားနာသွားခဲ့ကြလေသတည်းကျွန်တော်ဒီမစင်းစားတတ်အောင်ဖြစ်နေသည်ပလက်ထိုင်းပေါ်တွင်မှီရင်းကျွန်တော်ကလော့ကွတ်စကားတွေပြောနေသည်အမှန်တွင်မူကျွန်တော်ဒီကလက်ထိုင်းမှပြေးထတာငငယ်တုန်းကလိုဖက်လေတကင်းနေခြင်းဤတို့ရာတွင်ကျွန်တော်ရင်ထဲရှိသုံးတစ်ခုသော အရာကတားစီချားဤထိုးရာသည်ညီသည့်အရာ ဖြစ်ကြောင်းကိုကျွန်တော်လည်းမသိကျွန်တော်ကကလက်ထိုင်းပေါ်တွင်ထိုင်နေပြီး သူကအောက်ကျမ်းမြင်တွင် ထိုင်နေသည့်အတွက် ထိုသို့ဖက်လဲတကင်းနေရန်ဖက်နေသည်ဟုထင်လိုက်မိသည်မြို့ရဲကတဲခိုရိတ်သားတစ်ခုတွင်တဲလျက်ရှိသဖြင့်သူတို့မျက်စိတွင်ကျွန်တော်သည်မိုးကြချွေကိုဖြစ်နေ၏မိษွေများသည်ကျွန်တော်တဲခိုရိတ်သားတို့စပိန်များဖြင့်ရောက်လာကြ၏ကျွန်တော်အခန်းမှာဧည့်သည်တွေမစဲနိုင်အောင်ဖြစ်နေ၏တခါတော့ကကျွန်တော်ကိုအပေါင်းအသင်းမလုပ်ခဲ့သည့်လူချမ်းသာများသည် ကျွန်တော်စီတို့လာလေကကျွန်တော်ကိုအလေခေါ်သွားကြ၏ ထို့ကြောင့်ပိန်ကသူ့အိမ်တွင်ထမင်းချက်ကျွေးခြင်းသည်ဆိုသည့်အခါသူ့အတွက်အချိန်မပေးနိုင်အောင်ဖြစ်နေသည်။သူနှင့်ကျွန်တော်နောက်ဆုံးတွေ့သည့်အခါတွင်လည်းပိန်သည်ကျွန်တော်ကိုရခင်ကနေတူယူသည်လေးစားစွာဆက်ဆံ၏။ဘယ်နဲ့လဲကိုယ့်အိမ်ကိုလာပြီးထမင်းလေးပါလေးမစားတော့ဘူးလား။လာစားလဲပါအောင်။ဒီလောက်တော့တက်နိုင်ပါတယ်။အားလုံးအစဉ်တည်းမှာအပြန်လမ်းမှာစားသွားဖို့ပြုံးကောင်းကောင်းလေးထုတ်ထားတယ်။ဟုပြော၏။တခါတော့သူ့အိမ်သို့ကျွန်တော်ရောက်သွား၏။ ို့ရတွင်သူပြင်ထားသောထမင်းပွဲကိုမြင်လိုက်သည့်အခါတွင်ကျွန်တော်စိတ်ပြတ်သွားသည်ဇပွဲတစ်လုံးခင်းကထိုဇပွဲပေါ်တွင် အရက်ဒဗလင်း၊အစွန်တုတ်ဒဗကန်၊နှင်းရွက်ကြော်ဒပွဲနှင့်ဂျေဒဗလင်းတို့ကိုတွေ့ရ၏။ဤတွင်ကျွန်တော်လည်းကိစ္စတစ်ခုကိုအကြောင်းပြကနောက်မှစားတော့မည်ဟုပြောပြီးထိုနေ့ညနေကတငယ်ချင်းတစုနှင့်ကမ်းခြေဟိုတယ်တစ်ခုသို့သွား၍အရက်ပွဲကလေးတစ်ခုလုပ်လိုက်သည်။ထိုနေ့ကကျွန်တော်အိမ်သို့ပြန်လာသည့်အခါတွင်လိန်မော်ယောင်တောက်နေသည့်ကောင်းငင်ကြီးကိုမြင်လိုက်သဖြင့် ကျွန်တော်မျက်နာသည်တည်သွားကထူးဆန်းသောခံစားမှုတစ်မျိုးသည်ကျွန်တော်တကူလုံးတို့ပြန့်နှံ့သွားသည်ဟုထင်လိုက်ရ၏ထင်းမုံနန်းကြီးမှမဲမဲသဏ္ဍန်ပေါ်၏ကျွန်တော်သည်အရက်အချိန်ကြောင့်မျက်နာတွင်ထူပူနေသည်ဟုထင်သဖြင့်မျက်လုံးများကိုလက်ဖြင့်ပုတ်လိုက်၏ကျွန်တော်ရင်ထဲတွင်လည်းနှိမ့်ငနဲဖြစ်သွားသည်ဘူတာရွာကလေးထဲမှမြင်တွင်သည်ကျွန်တော်မျက်စိထဲတွင်ပေါ်လာ၏ မီယထားပလက်ဖောင်းပေါ်တွင်လူများသည်တိတ်ဆိတ်စွာထိုင်နေကြ၏ငါးနှစ်သားရွယ်ကလေးငယ်သည်ပိုတုံးလုံးဖြင့်ရက်နေရင်လက်ထဲမှဝချမ်းပြားကလေးဖြင့်သွေးကွက်ကြီးထဲသို့ထိုးစွာနေသည်မီယထားလမ်းဘေးတွင် အသားတက်များမှပြန့်ကျဲလျက်ရှိ၏သူ့မိမ၏ပါးတွင်သွေးစားတွေပေးကြံနေ၏သွေးနှံသည်အန်ဂျင်စရာကောင်းနေသည်သွေးတို့စွန်းပေကတောင့်တောင့်ကြီးဖြစ်နေသောခြေနှချောင်းသည် မြင့်မွေးမွေးဖြစ်နေသည့်ဖြူရောင်ပိတ်စားအောက်မှထိုးထွက်နေကြ၏မိထားအလုသမားတယောက်တေပြန်ပြီးဟုကျွန်တော်ထင်လိုက်၏ခေါင်းတွဲဆက်စင်တွဲညက်သွားကကြထားလန်းပေါ်သို့လွင့်စင်ကျသွားခြင်းဖြစ်၏ဖောင်းပေါင်းကြီးဖြစ်နေသောအဝတ်ဖြူကြီးသည်ကြောက်စရာကောင်းနေ၏သူ့ဖေသေးစဉ်ကကျွန်တော်တို့အိမ်သို့ဟင်းတစ်ခွက်လာပေးစဉ်မြင်ရသောပိန်ဤမျက်နှာကဲ့သို့ကြောက်စရာကောင်းနေသည်အလောင်းကိုထည့်ရန်ဘူတာယုံပိုင်ကခေါင်းဝယ်ပေးသည်ဟုသိရ၏ တောင်းမြင်သည်မှောင်သည်ထက်မှောင်လာခဲ့လေပြီမြေထားအုပ်အော်မှုန်တန်သည်ပေကန်နီလူနာတယောက်ဤဘီယံကရန်အော်တန်ကဲ့သို့ညီနေ၏ဤသူမြမျက်ရည်မစဲနိုင်ကြခိအဘေဆုံးသည်မိကကဲ့သို့ပင်အတုပဆိုင်တန်ကိုကြားရပြန်လေပြီတို့ရတွင်ယခုတစ်ချိန်တလားခေါင်းထဲသို့ရောက်နေသည်မှာပိန်ကိုတိုင်းဖြစ်၏အတုပဆိုင်သည်ခါတိုင်းကဲ့သို့ပင်ညီနေသည်ကျွန်တော်မျက်လုံးထဲတွင်မျက်ရည်စားတို့ဝဲလာက ရှင်သည်အသက်ရှူ၍မရနိုင်အောင်တင်းကျပ်စာပြူလာ၏ရှေလျားမြင့်မားသည့်ထင်းပုံတန်းကြီးသည်ရဲပြည်ဒတိုင်းကြီးများနှင့်တူနေသည်ဟုထင်မိ၏ထင်းပုံအထက်မှတပိုင်းတစပေါ်နေသည့်နေလုံးကြီးသည် အေးကွေးလာသော လူများကိုခြေမုံးနေသည့်နတ်ဆိုး၏တကိုးတစ်ခုနှင့်အဝေးရှိအရာများကိုလက်ညှိုးထိုးပြနေသည်ဟုထင်ရသည် ကျွန်တော်သည်မူးမိုက်သွားမည်ပြုသည့်အထိနေလုံးကြီးကိုစိုက်ကြည့်နေ၏ ထမုံကြီးနောက်တွင်နေလုံးကြီးပျောက်ွယ်သွားသည်နှင့်ကျွန်တော်မျက်လုံးတို့သည်မှုံမိုင်းသွားခဲ့ကြလေပြီကြည်လေရရသည်အနီးအောင်ခရရန်တန်းလျက်ရှိ၏တယောက်ကလက်ကင်ပွားကိုလှမ်းပေးလိုက်သည့်အခါတွင်မှကျွန်တော်ငိုနေကြောင်းကိုကိုဖာသာကိုတရေပြူမိ၏ကျွန်တော်တငယ်ချင်း၏ကလေးငယ်မှာစွန်တစ်ခုဖြင့်ပြေးလွှားနေစေဖြစ်၏တို့ရတွင်ရုံပိုင်းကလေးငယ်စီးသည့်လက်တွန်းယထာကလေးအနည်းသို့ရောက်သည့်အခါတွင်ရက်သွားကလက်တွန်းယထာကလေးကိုလက်ဖြင့်တို့မြည်ပြူ၏ ဤတွင်ရုံပိုင်ကြီးအိမ်မကလေးချင်းကသူ့ကိုတွန်းပြစ်လိုက်တာပါနီနီနဲ့ကလေးငယ်ကိုအိမ်ထဲသို့ဆွဲခေါ်သွားသည်ထိုမြင်ကွင်းကိုမြင်လိုက်သည့်အခါကျွန်တော်မျက်လုံးထဲတွင်ငိုဖို့မျက်ရည်တို့မကြံတော့မြေထားလမ်းများသည်ကျွန်တော်တို့ဘူတာရွာကလေးထဲမှဖြတ်တန်းသွား၏ရင်းပြိုင်နေသောတန်လန်းနှစ်ခုသည်ဘယ်တော့မှစုံသေးစရာအကြောင်းမရှိကြတော့မြေထားအလုပ်သမားကလေးသည်ကျွန်တော်တို့ရခဲ့သောအခွင့်အရေးမျိုးကိုကတော့မျှကြားမည်မဟုတ်တော့ ရသည်မလေးမြင့်ပင်ရောက်ရဲနေမိတာဖြစ်၏ပိန်နှင့်သူကလေးတို့၏ဘဝလုံးချုံရေးကိုမိသူကမျှလည်းအာမခံချက်မပေးကြပိန်တယောက်တွဲညက်၍ထေသွားသည့်အဖြစ်ကိုမကြားခင်မှာပင်လူတွေမြင့်ရောက်သွားကြပြီးတော့မည်မြေသားပလက်ဖောင်းပေါ်တွင်ကောက်ငင်းပေါင်းတွေတွင်ရောင်းသူကကြောင်းကြပြီးအောင်မည်သူ့နေရာတွင်မြေသားအလုသမားတစ်ကလေးရောက်ချင်းရောက်လာပြီးအောင်မည်ဝင်းစားကွင်းပိတ်ထိုအလုသမားတစ်ကလေးသည်သူ့သားလည်းဖြစ်ချင်းဖြစ်နိုင်သည် ဤသို့ဖြင့်ဘုရားကြီးသည်တွားမြဲတွားနေသည်သာဖြစ်၏ပိန်တို့အကြောင်းကိုပြောမနေစမ်းပါနဲ့ကွာဒါတွေကသေးခွဲတွေပါဘာဖြစ်လို့ဒါကို တွေးနေအောင်မလဲဟုပြောကြလိမ့်အောင်မြကျွန်တော်နားတွင်ထိုစကားများကိုကြားနေစဉ်တွင် ကျွန်တော်မိတ်ဆွေများကပြန်ပြန်ပြောနေကြသည် တနေ့နေ့တော့တရားမာကြီးပဲဟုတယောက်ကပြောနေသည်နေလုံးကြီးပျောက်ကွယ်သွား၍တော့မသိကျွန်တော်သည်ဘာပြောရမည်မသိပဲနဝေတိမ်တောင်ဖြစ်နေသည် တကယ်တော့ပိန်ဟာမသေးပါဘူးဗျာ။သူ့မှာသားကလေးတွေကြံခဲ့တာမတွေ့ဘူးလား။သူ့မိမကြံရစ်ခဲ့တာကိုရောခင်ဗျားတို့မတွေ့ဘူးလား။သူ့သားများတွေကိုကျွန်တော်တို့မြင်နေရသေးတာပဲ။တကယ်ကျွန်တော်တို့မမြင်နိုင်တာကသူတို့ရဲ့အနာဂတ်ရဲ့ပါ။သူတို့အနာဂတ်ကိုဘယ်သူများမြင်ရလို့လဲ။ဒီကလေးတွေဟာဘလို့များအဆုံးသတ်သွားကြမလဲမသိဘူး။သူတို့ဘဝဟာဒီတိုင်းမပြီးသေးဘူးဗျာ။ဘယ်နဲ့လုံးမှဒီတိုင်းမပြီးနိုင်ဘူး။ဒီလိုပဲထပ်ပြန်တလဲဖြစ်နေကြရအောင်ပါပဲ။ ဒီကလေးတွေကိုဘယ်သူမှအရေးမဆိုင်ကြတော့သူတို့ဘဝဟာဒီလိုပဲတန်လျာလည်နေကြအောင်ပါပဲထို့အတုဝတုံးကကျွန်တော်ရှိုက်ကြီးတငယ်ငူမိဒီကိုကျွန်တော်တရိယာနေသည်ထိုင်းအမျိုးသားစာရေးဆရာချက်ချာရင်ချိုင်းဝိုက်ဤ the railway had met the rail the railway handler ဝတ္ထုတို့ကိုပြန်ဆိုသည်ဟုတ်ကဲ့ပါရှင်ဒီသာစုတို့အပြန်ဆိုရက် ဒီဝတ္ထုလေးကဒီမှာပဲအဆုံးသတ်သွားခဲ့ပါပြီရှင်။နောက်ဆက်အားပေးကြတဲ့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။ကျေးမပေးကင်ကြပါစေ။စကားလေးတွေထင်ငေါ်သွားတာ၊စာလေးတွေထင်ငေါ်သွားတာဖတ်တဲ့နေရာမှာနားထောင်မကောင်းတာလေးဖြစ်သွားကြလို့ရှင်။တောင်းပန်ပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။